အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube Channel ကနေနှွေးထွေးစွာပြန်လည်ချူဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါဒီကနေ့ဖတ်ပြမယ့်ဝတ္ထုလေးကတော့စိုင်းဆရာတာလုံကျော်ရေးသားထားတဲ့အညာမင်္ဂလာဆောင်ဆိုတဲ့ဝတ္ထုကိုဖတ်ပြမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါခင်ဗျာအညာမင်္ဂလာဆောင်ကျုပ်တို့အညာမမင်္ဂလာ သမျိုးသာပအဟုတ်ပြောဓမ္မတာအစင်လာမညိုးခဲ့ပြီဘူးအယိုးဓမ္မချရှေးလူပါ အဖားကလည်းကြည့်တဆောင်အမျိုးကလည်းမသေးပေဘူးအဖိုးအဖနဲ့တကွမေးကြပါတော့တမျိုးငှက်မြီးဖို့ရဲ့လို့အိုကွယ်အဘိုးကပေးလိုက်ပါတဲ့နွားညီနော်အဲ့ဒါဟာကွာအတော်ခက်တာကိုကွာရညွန့်ရဲ့ကျွန်တော်အဲ့ရမှမနှုတ်တတ်သေးရွာတောင်ထိတ်တွင်နေသည့်ကိုကြီးပိုဤအရှင်းမရှိအဖျားမရှိ အောက်ကလေးအာတန်ကြီးကို တောတဆင်လိုက်ရလေ၏သူသည်မိုးလင်းလာလျင်အရက်နှင့်မျက်နှာတစ်တက်သူဖြစ်၏သူ၌အလောက်ဟူ၍မမဲရပြောစရာမရှိဖခင်ထံမှအမွေရခဲ့သော နွားတရှင်းနှင့်ရာတခွဲရှိခဲ့လျာမိုးခေါင်သောနှစ်၌နဇာရှားသည့်ထံကြောင့်စောက်သည်နွားဘဝဝိတုခငင်းလေတော်၏ယခုအခါကျင်ဤသည့်တကောင်ထဲသောနဗျာနီပင်လျင်စက်ကျက်မှမျက်ချောက်အနှံ့ခံ၍မဝရေစာအယိုးပေါ်အည်တင် အထီးကျန်ဖြစ်နေရှာလိမ့်၏တဧကမြရှိသောရာတစ်ခွက်ကိုမူကိုယ်တိုင်မလုံနိုင်တီးစားချထားလိမ့်၏ဇနီးဖြစ်သူမလခင်ကမိုးမလင်းခင်ကပင်တောတက်ဖို့ဆွေတည်င်းတို့နှင့်အတူ အနောက်ဘက်တောင်ရိုးသို့သွား၍မြစ်ချိုးမူရှာထွက်ရရှာသည်တားဖြစ်သူဖိုးစီနှင့်ဟန်သိန်းတို့သည်တောသို့ထွက်ပြီးဂဏယတာထင်းခွေရ၏သူကမူအိမ်တော်ဦးစီးပီပီတကောင်ထဲသောနဗျာနီကိုဆောင်ယူခါ ရွာတောင်ဘက်ရှိကိုစိန်ရှင်ထန်းတဲအနီးမြက်ချောက်ထောတွင်ကျိုးရှိရှင်နှင့်လမ်းရစ်ထားပြီးထရေကားတောင်းရင်ကျောင်းလေရှိ။အင်းညိုချင်းတိမ်တောက်လျင်တော့သားနှစ်ယောက်ခွေလာသည့်ထင်းစည်းအနက်တစည်းကိုရွက်ခါရွာအနောက်တောင်ကျောင်းရှိတန်းပိုင်၏အရက်ဖိုတွင်အည်ဖြော်လီတော့၏။သူ့အဖို့မနဲ့ထန်း၏ညနေအရက်ခွက်ချင်းဆက်နေရလျင်ထမင်းမေဟင်းမေဖြစ်နေတော့၏။ မိမယ်ဆိုကလည်းမိလောက်စရာအကြောင်းရှိ။ဇက်တလေးရွာထုံးစံတရွာလုံးတွင်မှ ကောက်ဆန်ထမင်းစားနိုင်သူမှလေးငါဥထဲမပိုး။ကြံအိမ်ထောင်တော်တော်များများမှစံပြက်တီကပဲပါလီကညပြောင်းဆန်ရိုးရာသုံးလုံးတင်ထမင်းကိုသာနက်မှန်အောင်မိဝဲကြရကုန်၏။သူတို့မိသားစုအဖို့ကသုံးလုံးတင်ထမင်းမဆူထားပြီးပြောင်းထမင်းကိုသာလဲလေချောင်းကိုမြေလန်း ဂလုံးဆန်အောင်ဆုံကန်၍မျောချရရှာ၏ရံဖယံခာမဝတဝဒူတင်ကိုပင်ကျင့်ဆောင်ရှာရရှာလေတည်းသူ၏လာရင်အကြောင်းကိုသိလိုသဖြင့်ကျွန်တော်သည်အိယာမမထသည်ပဲသူစကားအသွာအလာကိုနားဆွင့်နေမိ၏ခက်ဆူဟိုလူဟန်သိမ့်ပေါ့လကွာနောပင်ကကောင်မလေးခိုးလာတာဟေးဟမ်မင်းသားလည်းမခေပါလား အိမ်ရှိတဲ့သူတွေတောင်ထမင်းနဲ့မမှန်ရတဲ့ထဲလူပိုခေါ်တင်လာရတယ်လို့အေးကွာကာလသာသားသမီးတွေများအပြောအဆိုရတဲ့ကြက်တကိုးဟာအေးလေသူတို့မှမနေတော့တောင်းရန်ပေးရမှာကို့တာဝင်လေအဲ့ဒါကြောင့်မင်းရဲ့ဆရာကို လူကြီးအရာထားပြီးအတောင်တောင်းဖို့လာတိုင်းပင်သာမင်္ဂလာဆောင်ပေးဖို့ရဲ့ရွေးဖို့ရဲ့မင်္ဂလာ စကားပြောဖို့ရေကတော့မင်းနဲ့ចောင်းဆရာတောင်းဝင်ပြ။အိုးចောင်းဆရာထားတော့ပြော အိမ်မှာအရေးကောင်းနေတာဟင်းတဲ့ခဲ့တကောကျွန်တော်မနေတာတော့အိယာမထား၍ကြပြားကြာသွားတိုက်လိုက်ပြီးစပွဲတွေဝင်ထိုင်ကရင်းနှီးချမ်းတစ်ခဲငှက်တော့လိုက်ရင်ဆူပေါင်းကိုကြီးကိုကြီးဘိုးရဲ့ခမသားဟန်သိန်းဘယ်ကဟာနဲ့ဘလို့တွေ့လာရတာတော့ကိုကြီးဘိုးကသူ့ခေါင်းကိုတပြင်းပြင်းကုတ်ရင်းကောင်မလေးကနောပင်ကမိစိမ့်တဲ့သူကစိတ်ကြောင်ရင်း ဆရာတပည့်ကထင်းသွင်းရင်တွေ့ကြတာဆိုပါတော့အဲ့ဒါခလေးမလေးကစိတ်အုပ်ကိုလူကြုံနဲ့ရွာပြန်ထက်ပေးလိုက်ပြီးအဝဲတထဲကိုတခုနဲ့ထွက်လာထွက်လာတာတဲ့ဗျို့သူကပြောရင်မှပြင်မတိမတာတက်ပြင်းကိုချလိုက်သည်ဟန်သိန်းဒီလေးတန်းအောင်ပြီးဒီမှာ၃၄နှစ်ခန့်သာရှိသေး၏ကျောင်းဆက်မထားနိုင်တော့တဖြစ်တော်လို့ချင်းခွေမြချိုးကျုံရာကြပန်းလှုပ်ပြီးမိသားစုစားဝတ်နေရေးအတွက် ဝင်ငွေဆိုင်ရသူဖြစ်သည် သူသည် အလောက်ကျန်းလှုပ်ရ၍အစားတန်သူဖြစ်သောကြောင့်လူလုံးလူဖန်ကြီးသော ကာလာသားပေါက်ကြီးပင် ဖြစ်နေလေတော်၏တပည့်ဤမင်္ဂလာ ရေးဖြစ်၍ကျွန်တော်အဖို့တက်ဆွမ်းသည်။အကူကြီးပန့်ပိုးရလေတော်မူနှုတ်နေပါအောင်ခလဲမလေးကမွေးချင်းများသလားခက်လိုက်တဗျာမပြောပါနဲ့တော့သူတို့မှမွေးချင်းကြီးပဲတကြိတ်လောက်ရှိတာသူကနှုတ်ညားဗျအဲ့ဒါဆရာတပည့်နဲ့မင်္ဂလာဆောင်ပြီးရင်လဲ တုတ်တော့အိမ်မှာပဲတောင်တင်နေမဲ့ဂိမ်းပေါ့ဗျာဥယညွန်းကကြီးဖို့ရမင့်မလဲတမိမင်းကလေးမရှိတော့အန်ကိုက်ပေါ့ဟာရက်ကတော့ခုလာမဲ့လာပြကြောကိုရက်ကရက်ရစာပဲမြေခံလဲကောင်းတဲ့ဗျအချိုးမွေးကရောမင်းကဘယ်လိုစိတ်ကူးထားသတော့ထို့တို့ပြက်ကလေးချင်းရင်မိလိုက်လေဤဟာအဲ့ဒီကိစ္စတိုင်ပင်ခြင်းလို့ပေါ့ကွာငါတို့မယ်လက္ခဏာရှားပါတာမင်းလဲအသည့်သူများတကာလို့တော့ ဝက်တချက်နဲ့ထမင်းဘယ်ကျွေးနိုင်ပါမလဲအဲ့ဒါအမဲသားဆန်လို့တိုက်ရကောင်းမလားလို့နထိုးတဲ့အောင်ရင်စင်ကမင်္ဂလာဆောင်ပြီးမှပေးအမဲခုနှစ်ပိတ်တာလောက်ယူမယ်ကွာဆန်ကတော့သူပြောရင်းမှတစုံတစ်ခုတွေးကတက်ပြင်းချက်ပြီးရက်သွားလေဤဆန်ကတတဲကို၃ခွက်ခုနှစ်တဲဆိုတော့ထားပါဆက်နေပြီစီကတပိတ်တာနဲ့တော့အစိတ်သား စက်တုံကခொနှစ်ပိတ်တာဒါမိုင်ကုန်မဲအဲ့လည်းမင်းနမမဲတောင်းစီကအကျွေးယူဖို့ဟာကိုကြီးဘိုကခေါင်းကုတ်ရင်အဲ့ဒါအတော်ခက်တာကိုဟာရာညွန့်ရဲ့ဟုညီးသွားလေသည်ကိုကြီးဘိုနမမတောင်းမြသည်ဈေးတဲ့ဖြစ်ရွာထဲတွင်အတော်အတန်တောင်တာသူဖြစ်သည်တိုးတော့ကိုကြီးဘုကအရက်မူလာရင်ဆရာဖြစ်တော့ကျွန်တော်ကနဲ့နေခိုင်းဖြင့်ခြံ၍ရွာလူကြီးဥယာညွန့်လဲမနေရ နမရင်ဖြစ်သူဒေါ်တောင်းမြကိုလည်းမချမ်းရွာလန်းတလျှောက်အိမ်ပေါက်စီမောင်ရညွန့်သောမောင်ညွန့်သောမဲတောင်းမြသောမဲမြသောနောစာနာမိငါမသိဟုတက်ရန်တက်ဩဆဲတက်သူဖြစ်၏မမှုသောအချိန်ဆိုရင်ရွာလူကြီးဥရညွန့်အင်ရိတ်ကိုပင်မနည်းရဲ့နမဖြစ်သူဒေါ်တောင်းမြကလည်းသူ၏အချင်းစရိုက်ကိုမကြိုက်သဖြင့်တေကန်ဖြတ်ထားလေတော့၏ထို့ကြောင့်သူနမထမဆန်စီချက်တုံတို့ကို မင်္ဂလာဆောင်ပြီးချေးယူရန်အကြံအိုက်နေပုံရသည် ိုးဗျာမမေတောင်းကလည်းခမ ्या ကိုသာမခုံမပြောတာတကယ်တော့ဟန်သိန်းကသူ့တူရင်ပဲဟာဘယ်နေပါမလဲခမ ्या ကသာမင်္ဂလာဆောင်ပြီးရင်မဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်ဆက်ပါမယ်ဂတိပေးကျုပ်တောင်းဝင်ခံပြီးမယ်ဟာဆရာကသာအမအမခံပြီးဗျာကျုပ်ဖြောင့်သာဆက်မှာပြီးတော့ဆရာเจ้าကစာသင်ကုန်လေးကိုလည်းငါအောင်ဗျမင်္ဂလာစကားကိုလည်းဆန်နဲ့ရညွန့်ပဲပြောပြရမှာနော်ရွာသေးတွင်ตาရေးနာရေးရှိရင်စည်ရေးခုံတွဲများကို လာရင်ငားကြရရှိသည် ထိုခုံတွဲများကိုမျက်နှာချင်းဆိုင်လိုက်ပါကအခန့်ဆက်ပွဲနှင့်ကလက်ထိုင်အစင်းသည့်ဖြစ်သွားလေတော့ဤသူရဲ့မျိုးရင်းစတင်ရန်ခုံမရှိတော့သဖြင့်ဆောင်းကိုပါတက်ဆက်သည်ပိတ်ပေးရတတ်ဤကဲပါဗျာလူမတက်လဲလက်ဖက်ထုတ်ကတက်တယ်ဆိုတဲ့စကားရှိသားပဲခမားကတာမှန်ပါစေဟန်သိမ့်မင်္ဂလာဆောင်အဆဆအစင်ပြောင်းကျုပ်တို့ဝိုင်းကူလုတ်ပြီးမှာပေါ့သူဒီခေါင်းလေးကို ပုတ်ခါပုတ်ခါပြင်ပြန်သွားလေတော့ဤဥရညွန့်ဒီကျွန်တော်ကိုကြည့်ပြီး င်းဂျမအူကောင်ကျုပ်တို့လက်ပေါ်ပြောင်းလာပြီဗျို့ဟုပြုံးရေပြောလိုက်လေနေစမ်းမောင်တကြီးရဲ့ဒီဒေသမှာမင်္ဂလာဆောင်အမဲသားဆံပြုတ်တိုက်တဲ့အလိဒရှိဘူးသလားဗျာဟာဘက်ကလာဆရာရဲ့ဝက်သားကျွေးနိုင်ကျွေးမကျွေးနိုင်ဘုံဟင်းကားလောက်တော့တိုက်တိုက်စံကြတာပေါ့တို့ပေမဲ့ဆရာလူကဆံပြုတ်တောင်အရက်ကူပါရွာဝိုင်းပါရဲ့သူကမြတ်သားသမီးယူထားမိမှာတော့အကျွေးမှုတော့ပါမှာပေါ့ဗျာ ဘာဖြစ်ဖြစ်ကျုပ်တို့အပေါ်တာဝန်ချလာပြီလေပြောမဲ့တာပြောရသည်သူဒီလဲရွာတွင်အလူမင်္ဂလာဆောင်ရှိလင်တိုက်ပုံကလေးဝေကိုဝေမောင်ချက်တရေခေါင်းပေါင်းကိုဆောင်းကတန်ငါစင်ပေါ်တက်ရဟောပြောနေရလင်မင်္ဂစကားပြောနေရလင်ထမင်းခုနှစ်ရက်လောက်မစားဘဲအာဟာရတိတ်ထိပြီးနေတတ်သူဖြစ်၏အဟံအာဝဟဝိဝါဟသုဒါတာပိယေတမိတောင်းယူခြင်းတမိပိယေတာကိုဆောင်းယူခြင်းဆိုသော မင်္ဂလာ12ပါးထဲမှတပါးပါဝင်ပေါ့ဒါလီဖွင့်ရလက်ထက်ချင်းစုလျားရစ်ပတ်လက်ထက်ချင်းရေဖွားတွင်လက်နိုင်၍လက်ထက်ချင်းအဲပစိုးထန်းတွင်ရလက်ထက်ချင်းအင်းဝိညာဉ်တို့ကိုကြီးပိုပြန်သွားသည့်နေ့မှစ၍ပိဋိပညာဆရာဖြစ်တင်စာအုပ်ကိုလက်ကမချတဲ့အာကုံဆောင်ကအတန်ဒီအတန်သားဖြစ်ပွဲမဝင်ခင်အပြင်ကလေးကျင်နေလေတော့ဤကျွန်တော်အကြောင်းသွားတိုင်းကိုကြီးပုံအင်းရှင်းမှဖြတ်သွားရလေရှိသဖြင့် ကိုကြီးဘွားခဏဝင်ပါအောင်ဆရာရဲ့ဟုအမြဲဖိတ်ခေါ်ကားဦးနှင်းပက်ထောင်ဓမ္မတော်ကကျမ်းပင်ကိုဖျားစုပ်လေးခင်ရကျုံနေတတ်၏တားဖြည့်သူရင်မင်္ဂလာကိစ္စအတွေ့အာကိုတကြီးတိုင်းပင်ဆွေးနွေးတတ်သည်မောင်ကိုမယုံတော်လဲကျွန်တော်ဤအာမခံပေးမှုကြောင့်ဒေါ်တောင်းများကစံစီချက်တော်များကို မင်္ဂလာဆောင်လက်ဖွဲ့ရငွေဖြင့်အကြေချီမိဖြစ်၍လိုအပ်လျင်ဆရာကိုယ်တိုင်လာပြီးယူပါဟုစကားကြောင်းထား၏ရွာတွင်အလူမင်္ဂလာဆောင်ရှိတိုင်း ကျွန်တော်ပင်စီးရင်ခံပြီး၍ငွေပေးငွေယူကိစ္စကို ကျွန်တော်ကသာလျှင်ဒဏ်ခံ၍ဖြေရှင်းရစမယ်ဖြစ်လေ။ဆရာတော်ကျုပ်ကနမပင်မဲ့တိတ်ပြောပြင်းတာအဲ့ဒါဆရာပဲလို့အတားစီမံပြီးတော့စံပြုတ်ခုနှစ်တည်းဆို လောက်ကောင်းပါရဲ့။လောက်မှာပါဗျ။တလောကအကြီးကျော်ကလေးမွေးနေ့လောက်တာမှလေးတယ်ပဲကုန်းတာ။ကတော့ဘွဲကလည်း30တောင်းထားတာဗျ။อืมကုန်းသမ ्या အလုံးလက်ဖက်ရတဲ့ငွေနဲ့ခြေထံကောင်းပါရဲ့နော်။ อืมကျွန်တော်ကမခက်မှန်းတက်သဖြင့်အင်းရှည်ကြီးဆွဲကစကားလမ်းကြောင်းလွှဲလိုက်ဒါနဲ့တတို့သားနဲ့တို့သမီးလည်းမမြင်မိပါလားမလင်းခင်ကထင်းခုတ်ဖို့နေရောက်လို့တောထွက်သွားကြလေရဲ့ခမရလည်းဗျာမင်္ဂလာဆောင်ကနေတောလို့တောင်လို့တွေမနစ်မနာခံရသလားဆရာကြီးကျုပ်တို့တောသူတောင်သားဆိုတာကလက်လုံးမပါဇက်လောက်ရတာပြီးတော့သူတို့မင်္ဂလာကိစ္စကုန်ကြစေသူတို့ကိုယ်တိုင်ရုံးရမှာပဲလေ ဟန်ကြတဗျ။တားပြင်ချွေးမရောနေရောက်ခုတ်တာဆိုတော့ထမ်းမုံကြီးကလည်းဟန်နေရပဲ။အဲဒီအနောက်ဘက်တွင် ပုံထားသောသင်စည်းပုံကြီးကိုကြည့်ရင်ပြောလိုက်မိသည်။ဒါလေးကမတ်တက်စာလေးပေါ့ဆရာရဲ့။ကိုကြီးဘူကခေါင်းကုံရင်မချီသွားဖြဲဟန်ဖြင့်ပြန်ဖြေလေ၏။စကားကောင်းနေစဉ်ចောင်းပေါ်မှចောင်းတက်တန်၊ចောင်းខောက်တန်ကြားသဖြင့်ကျွန်တော်ဒီစကားဖြစ်ရေចောင်းပေါ်သို့အပြေးအလွာတက်ခဲ့လေတော့၏။ တဖက်ရွာမှာငါထားသောအတန်ချက်ဆက်မှမလင်းမီကလေးကမင်္ဂလာတေးများအဆက်မပြတ်ဖွင့်နေလေ၏ကျွန်တော်လည်းစရင်ကင်ပြီးမင်္ဂလာစကားပြောရမည်ဖြစ်၍အိယာမှာဆောဆောထကပြင်ဆင်နေ၏ဦးရညွန့်သည်တိုက်ပုံလက်ကိုတမမခေါင်းပေါင်းစကိုတမြေပြင်နှင့်မန်ရှိရက်လိုက်လမ်းလျှောက်လိုက်ချောင်းဟဲ့၍အတန်ရှင်းလိုက်ဖြင့်ကနာမငိန်ဖြစ်နေလေ၏ဆရာလှုပ်ပြို့မြ мян နောက်ကျနေလိမ့်မယ်ဟာဗျာတကြီးကလည်းခုမှ6နာရီတောင်မထိုးသေးဘူး စောပါသေးတယ်ခမသာစောနေမင်္ဂလာဆောင်အိမ်မှာတော့တခြားရွာဧည့်သည်တောင်းမရောက်သေးဘူးရွာတင်ကလေးတွေနဲ့ကိုစံပြုတ်လေးတွေပြက်ပြီးတဲ့ဗျာဟုတ်လားကဲကဲကဲဒါဆိုလဲသွားချဆုကျွန်တော်ကအဝိအစားကိုလမ်းသွားရင်ဝစ်ပြီးကြပြားကြရာရှစ်မှဥဆောင်ထွက်ခဲ့လို့ဤဆရာလာပြုတ်လက်ဖက်မဲ့သူတွေရောက်နေပြီကျွန်တော်ရောက်မဆိုင်ပြင်စည်ရင်စည်ရင်ခိုင်ခုံဝင်ထိုင်လိုက်ဤ ငယ်တငယ်ချင်းရေ အခုတော့ငယ်ချွန်းဆွေခုလိုပြန်လဲဆုံးတွေ့ရတာဝမ်းသာမဆုံးနိုင်ပေအခုလိုဆုံးတွေ့ရတာဝမ်းသာမဆုံးနိုင်ပေတန်ဖိုကိုစန်းချန်က900တစ်ပလီကုန်းကိုအောင်လင်းက1000နောဘင်ကမတ်အင်းငင်းက900အတန်ချက်ဆက်ဤစုညံတန်ကြောင့်ငွေလက်ဖွဲ့သူတို့ဤအတန်ကိုကောင်းကောင်းမချရ ကိုကြီးဘုရားခမရအတန်ချက်ဆက်တမအုပ်တိုးတိုးဖွင့်ခိုင်းစမ်းပါဘာတမ်းမှမကြဘူးအတန်ချက်ဆက်တန်တိုးသွားမှလက်ဖွဲ့ငွေစည်ရင်းကို ကောင်းကောင်းရှင်းနိုင်လေ၏သူတို့သာဟန်သိမ့်သည်သူ့ရဲ့ဝေတငယ်ချင်းများကိုလိုက်ရအခန့်နေ၏တို့သမီးမိစိန်သည်ကထင်းစည်းပုံပေါ်တွင်ငုံငူကြီးထိုင်နေလေ၏သူတို့သမီးဆိုတော်လဲအဝိအစားအစ်စ်မဟုတ်ဟန်သိမ့်နောက်လိုက်ခဲ့ခြင်းကဝိစုံနေပင်ဖြစ်၏တသက်မှာတခါသာဆောင်ရသောမင်္ဂလာဆောင်ဖြစ်သည်ဖြင့်တခြားတို့သမီးများကဲ့သို့ ကြိုးကြီးချိတ်ဇာအင်းကြီးချုပ်ခမ်းရကောင်းမဲမသိသူသူရဲ့ပူဇာလင်လဲတားရှင်ရောက်မှများကဝယ်စင်နိုင်မည်မဟုတ်စံပြုတ်တောက်နေကြသောကလေးပြိတ္တဤအောဟိစုညာန်ံကလည်းတစ်ချက်တစ်ချက်ထွက်ပေါ်လာတတ်သည်ဤစံပြုတ်ထဲမှဆရည်ဆွပြစ်လိုက်သောအမဲရိုးကိုလူရင်ရန်ဆောင်ကက်ခဲကြိုက်ခဲနေကြသောခွေးရံပွဲကိုနိုင်နေနေသည့်ကလာသာကောင်းဖိုးထုပ်ဤကျိမောင်းတံကိုလည်းစင်ရင်ကင်နေရင်မှကြားရပြန်၏ စံပြုတ်တယ်များမှအမဲညီနန့်ကလည်းနှာခေါင်းရိုင်းသူကျွန်တော်အဖိုးအခန့်ရခက်လာ၏အဝေးရမှာဧည့်သည်ဧကြခြင်းတွင်စံပြုတ်သည်ငတယ်များသာကျွန်တော်၏ကိုကြီးဘိုခေါင်းကိုလက်ဖြစ်ကုန်ရင်းစရင်ကင်ခေါ်အနီးရောက်လာ၏ဆရာလူဘလောက်ရောက်ပြီလဲလူနေရာကျော်ဖိတ်ထားတာအချိန်ကြီးကတော့တိတ်မဟုတ်ခြင်းဘူးလူနေရာတော့ကျော်သွားပြီငွေက1400ပေါက်ပြီစံပြုတ်ကထပ်ပြတ်ထပ်ပြတ်ရအောင်မလားငွေထုတ်ခြင်းတော့လား လောက်မလားလို့ပဲဆရာရဲ့လူတိတ်မကြံတော့ရင်လဲဒါနဲ့ပဲဖြက်လိုက်တာပေါ့ကုံထောက်ကုံရထဘာဒီဖြစ်စီမဘာဒီဖြစ်စီပေါ့ဗျာဆက်တနာရီလောက်ရှိနေလူကလည်းကျဲသွားလေ ਈ စံပြုတ်လည်းလက်ကြံပြက်လေပြီမွေးရတော့မန်းတလာမပေါက်သေးအဝေးအဲ့များကမူအမဲသားစံပြုတ်ကိုပင်ဝါအောင်မတော့ရသဖြင့်ပွတ်စီပွတ်စီပြေတွထိုးနေကြ ਈ တထောင်ကူမဲ့သူက900 900လက်ဖွဲ့မဲ့သူက300သာလင်းလက်ဖွဲ့ကြတော့ဤမတော်ရသူအချို့ကလက်မဖွဲ့တော့ပဲစိတ်ဆိုးရပြန်သွားကြလေဤကိုကြီးဘိုသည်လည်းစရင်ဂိုင်ခုံနာလာ၍လက်ဖွဲ့စရင်စစ်လိုက်ခေါင်းကုတ်လိုက်ငွေမေးလိုက်စံပြုတ်တိုက်သည့်အနာသွာအက်ခံလိုက်ဖြင့်ရှောက်ရှက်ခန့်နေဤမင်္ဂလာဆောင်မယ်မင်္ဂလာဆောင်မယ်ဒီသမိုးကုံရင်ကွယ်လူကြီးတွေလည်းဖိတ်ကြမယ်တငယ်ချင်းတွေလည်း ဖိတ်ကြမယ်။မောင်တော်နာနဲ့ကုဏောင်းကံရဲ့မင်္ဂလာဆောင်ရင်တရွာလုံးဖိတ်ကြမယ်။ဆရာဆင်းပိတ်တော့ပြို့မင်္ဂလာချင်ကြပြီ။မင်္ဂလာစကားပြောဖို့အိမ်ပေါ်ကြောက်ခဲ့တော့။ဥရညွန်းကအိမ်ပေါ်မှလမ်းခေါ်လိုက်တော့ကြောင့်ကျွန်တော်ဒီစင်းရင်ချုပ်ငွေပေါင်းငွေရေကကိုကြီးပို့ကိုခေါ်၍အပ်လိုက်ပြီးအိမ်ဥခန်းသို့တက်ထိုင်လိုက်လေ။ဟဲ့တို့သမီးမိစိန်ဘယောက်နေတော့အိမ်မော်ကိုတက်ခဲ့ဟအရအောင်လို့ ရကမမလားခင်ကလမ်းခေါ်လိုက်မှထင်းစည်းပုံပေါ်ထိုင်နေသောမိစိန်သည်ရှက်ကိုရှက်ကန်ဖြင့်အင်ပေါ်တက်လာပြီးဟန်သိန်းအနာကတ်ထိုင်လိုက်၏။တွန့်လိမ့်နေသောအင်ကြီးခါအဆကိုလက်ဖြင့်ဆွဲချလိုက်ရင်းရွှေခွန်းတော်မတုတ်ခေါင်းငုံသာငုံ၍နာခံနေလေတော်၏။သူနက်ခတ်တန်းသူမင်္ဂလံသူဘပါတန်သူဟုထိတန်ကောင်းသောမင်္ဂလာအချိန်ခါရောက်ရှိလာပြီဖြစ်လို့ တစ်ပလေကုံရွာနေကိုကြီးဘူမတ်လာခင်တို့တာမောင်ဟန်သိမ့်နဲ့နောပင်ကျွေးရွာကိုဖိုးမြတ်မတ်ညိုအေးတို့ဤသမီးမတ်မိစိန်တို့ရဲ့လူငယ်တို့ဘာဝချီရင်မြကြလို့နှစ်ဖက်မိဘသဘောတူလက်ထက်ထင်းများမင်္ဂလာခန္ဓာစတင်ပါတော့မယ်တို့သားဘက်ကကျုပ်ကအံ့နံပြီးတို့သမီးဘက်ကတော့ကျောင်းဆရာဥတာလွန်ကျော်ကလက်ခံပေးมาဖြစ်ပါတယ်ဟေးအတန်ချက်ဆက်သမားအစိုးရတင်နေမြရဲ့အခါတော်ဘေးလေးဖွင့်လိုက်စမ်းအောင်ဟာဟု တဆက်သေးပင်စက်သမားကိုပါအကွက်စီအောင်ညွန်ချလိုက်လေ၏။ဥယညွန်ကအတန်ချက်စက်သမားကိုတဏီယာ၌ရက်စီရန်လက်ခုပ်တီးပြီးအချက်ပေးလိုက်၏။မိုက်ကိုကောက်ခိုင်ကဖူးကနေမှုလိုက်ပြီးဘဝလက်နှလုံးပခုံးလက်နဲ့တည်းဝါးဖက်တော်ကစီနစ်နဲ့လူဖြောင်ကျွေးမွေးဆောက်ချောက်ခဲ့သောမိဘနှစ်ဖားတို့ကိုကတော့ကြရအောင်ဟုမင်္ဂလာကိစ္စဆက်လက်ဆောင်ရွက်ပြန်လေ၏။ သူ့အရက်နဲ့သူ့ဆက်ဆိုသလိုရွာနီးချုပ်ဆက်တွင်မင်္ဂလာစကားပြောဆိုရင်ဥယျာညွန့်ကိုမိသူမပေါ်သေးဟုပြောစမှတ်ပြုကြ၏ကိုကြည့်ဘူးကတော့ခေါင်းကိုသာတွင်တွင်ကုတ်ပြီးတွွတွေကြီးစဉ်းစားခန်းဝင်ကရုံရည်၎င်းမိတ်ရည်၎င်းကတော့ခံနေလေတော့ဤစိတ်နဲ့လူကတ်ဟန်မရှိချေမလခင်ကမူရောဖက်စလိတ်ကြီးကို အာရပါရရှိုက်ဖွာနေလျာမိထတောက်သွားသည်ဖြင့်ကြ བྱ ားကြရလက်ကိုသရွေးဆူ၍မိငိမ့်လိုက်လေ၏။ဥယျညွန့်သည်ချက်မဲ့ထားသည်မ ဝိတာခာသဝိတာခာဇဓမ္မဒိတ်နာဇသင်္ကိုင်လာဇတ်တို့ကို မင်္ဂလာပိဋကံဖွင့်နေဒီမှာနောက်ဆုံးနားတွင်ထိုင်နေသောကလာသာကောင်ဖိုးတုပ်ဤဝါကနေတန်းဝင်လိုက်သောအဆုံးအတန်ချာမှအဆုံးတက်ရန်တတိယလေတော့ဤတပည့်တော်မဟန်သိန်းနှင့်တရားသူမမိစိန်တို့၏မင်္ဂလာပွဲသည်ရွှေချိုးသားသူမရှိ ခဲဘူးတောင်းသူနှစ်ထစ်ဖြင့်အောင်မြင်စွာပြီးမြောက်ခဲ့လေပြီ။ မင်္ဂလာရက်မြက်လက်ထပ်ပွဲလဲပြီးမြောက်ခဲ့ပြီလေအတန်ချက်ဆက်သမားချစ်ခင်သည်အတကုံဂျစ်ကုံမြည့်၍ဖွင့်လိုက်လေတော့တည်းမင်္ဂလာပွဲပြီးတော့နောက်ရက်တွင်ចောင်းပြန်ဖွင့်သည်ဖြင့်ခါတိုင်းကဲ့သို့ပင်ကိုကြီးပုံအိမ်ရှိမှဖြတ်ခါចောင်းပေါ်တက်ရ၏ဆရာဝင်စန်းပါအောင်ဟုအတင်းခေါ်သည်ဖြင့်ဝင်ထိုင်ရပြန်သည် သူက လက်ဖွဲ့စင်းစာအုပ်ကိုယူလာပြီးကျွန်တော်ရှေ့ချပေး၏ဆရာ ဒီစရင်လေးကြိုက်မကြိုက်စစ်ပြီးစမ်းပါဗျာอืมလက်ဖွင့်ဝေကနောက်ထဲရောက်တာရောဆို26400ကုံဝေကကတော့ဘွဲဘူးယူမွေစေးနဲ့စုစုပေါင်း3900ဆိုတော့ဟာအတော်ဆက်ရမှာပဲဒါကလည်းတခြားလူမှမဟုတ်တာဖြည်းဖြည်းမှဆက်ပေါ့သူကခေါင်းကိုတပြင်းပြင်းမြောင်ကုတ်လိုက်ပြန်သည်ခလိုက်တာဆရာရဲ့ဒဇင်းကမှနေလိမ့်အောင်မယ် ညနေဆိုလာတော့တာဗျသူဤစိတ်ပြက်လက်ပြက်အတန်ကြောင့်သူ့ကိုပင်တနာရမည်လားအမဖြစ်သူမှတ်တောင်းမြကိုပင်ဒေါသဖြစ်ရမည်လားမဝေခွဲနိုင်တော့ပေအိမ်နောက်ဖက်ရှိထင်းစည်းပုံကတော့တစည်းတလီမှပင်မများတော့မှတ်တောင်းမြလာ၍ကုံချွေးဖို့တိမ့်သွားဟန်တူသည်အင်းထင်းစည်းအကုန်လုံးဈေးဖြတ်ယူသွားတော့တော်သေးတာပေါ့နော်ဟာဘာတော်မှာတော့ဗျခက်လိုက်တာဆရာနဲ့ထင်းစည်းအကုန်ကုန်မှ၄000ပဲဈေးဖြတ်သွားတာ ကြံွေလဲညရင်းကြီးပဲရောက်ဖားလိုက်သူကလာတောင်းလို့ကျုပ်လည်းမခံကျင်တာနဲ့မနဲ့လင်းလင်းချင်းဟန်သိန်းကိုငပြာနီလေးဆွဲသွားပြီးပို့ခိုင်းလိုက်တာငိုတန်ပါကြီးနဲ့ပြောလိုက်တော့ကိုကြီးဘိုအတန်းကြောင့်ကျွန်တော်ဒီအာစီးထက်သားတကယ်တို့ဖြစ်ကသူ့ကိုငင်းနေမိစိတ်ထဲ၌ကမိနုသူ့ကြွေးရှိဆက်လိုက်ဟူသောရောင်ကန်ဆရာတော်ဥဖုံဤလေတံကိုနားနှင့်ဆက်ဆက်ကြားယောင်လိုက်တဲ့ကဲ့သို့ရှိလိုက်ပါတော့တည်း ညာပြေဌာနေဟောင်းစီကအကျွေးတရားကိုတွေးခါကလည်းတောင်းပြန်ပေါ်တဲ့အမေမင်းမောင်းစရာရဲ့လို့များ တက်လိုက်မှဖြင့်ခေါင်းတစ်ခါခါနဲ့ဆက်လာစွာသောလက်လက်ဆွတ်ဆွတ်ရဲ့နဲ့ဝဝပြပြနပြားတဲ့ရှင်းကိုလာကျောင်းတကာကိုသာအပ်လိုက်ပြီးရောရီရတို့ရဲ့ဘာဘာညာညာရဲ့လို့မငင်းလေနဲ့အိုခွဲရောင်းကနာစိုက်လိုက်ပါတော့ရွာရှိကရတခင်တာလွန်ချော် ခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာပါစေမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ